အားလုံးပဲမင်္ဂလာပါခင်ဗျာ excellent ခရံနေပြန်လဲကြိုးထုတ်လိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့တွေရှီဦးဘလုကျိုချီလို့ခေါ်တဲ့မူမန်ဆတ်တက်လေးရဲ့အကြောင်းကိုပြန်လဲပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်ကိုရီးယားစာလေ့လာတဲ့အခါမှာအခြားသောမူမန်အသက်တွေများစွာရှိတဲ့တဲ့ကမှာဒီကမူမန်ဆတ်တက်လေးရဆိုလို့ရှိရင်သူ့မှာသူများနဲ့မတူတဲ့စွမ်းဆောင်ရည်တစ်ခုရှိတယ်ဗျအဲ့ဒါပါလဲဆိုလို့ရှိရင်ကိုရောင်ဖြောက်တဲ့စွမ်းဆောင်ရည်ပဲဖြစ်ပါတယ်ဘာလို့လဲဆိုလို့ရှိရင်မူမန်ဆတ်တက်နဲ့ဆုံးတဲ့ကရိယာနာမဝိဒနာတို့ဟာတရနဲ့စာနဲ့ တံတားနဲ့တွေ့တဲ့အခါမှာစာတလီယာကိုရောင်ဖြောက်သွားပါတယ်ကိုရောင်ဖြောက်သွားတယ်ဆိုတာကလုံးဝပျောက်ကွယ်သွားတာမဟုတ်ဘဲနဲ့ရှိနေသေးတယ်မမြင်ရဘူးဆိုတဲ့အသေးပဲကိုဆိုလိုတာပဲဖြစ်တယ်ဗောနောကရိယာတွေ activity ပေါ့နော်သူမှာ movement အတလီပါမယ်ဆိုလို့ရှိရင်တရနဲ့တွေ့တဲ့အခါမှာစာတလီယာကိုအောင်ဖြောက်သွားတယ်ဆိုတော့တရနဲ့စာတဲ့တရားကြီးထဲမှာဘာတွေရှိနေမယ်ဆိုလို့ရှိရင်ဥမာအပြင် ayo oyo axoyo oxoyo aso oso unika nika อุมยนเมียนอุลาโกกัตตาอุลาကိုရယူစတဲ့ပြင်ပါတော့အဲ့လိုမျိုးတရာနဲ့စတဲ့တတိုင်းနဲ့တွေ့တဲ့အခါမှာဟိုဒီကစတဲ့လေးဟာကိုရောင်ဖြောက်သွားပါလေ။ Okay ကြည့်အောင်။နတ်တာကောင်းမွန်သည့်တက်တာဒီပေါ့နော်။ဒီကနတ်တာမှာပါတဲ့စတဲ့လေးဟာမူမစတဲ့လေးဖြစ်တယ်ပေါ့နော်။သူ့ကိုကျွန်တော်တို့ကအာရိုးပုံစံရောက်မယ်ဆိုလို့ရှင်အာယိုအော်ယိုနဲ့တွဲပြီးရမှာဖြစ်တယ်။ဆိုတဲ့အခါကျတော့နတ်တာမှာပါတဲ့အာဆိုတဲ့တရာလေးဟာ OR ထဲမှာပါတဲ့ခါကြတော့အာယိုလေးနဲ့တွဲပြရမှာဖြစ်တယ်ဆိုတဲ့ခါကြတော့နက္ခာယိုဆိုပြီးတော့ထင်ကောင်းထင်နိုင်နေပေါ့နော်ဒါပေမဲ့အဲ့လိုရေးလို့ရှိရင်မားတယ်ပေါ့နော်ဘာလို့လဲခါဆိုတော့အောက်မှာရှိတဲ့စာတက်လေးကမုံမှန်စာတက်ဖြစ်တဲ့ခါကြတော့စာတက်လေးကပျောက်သွားပြီးတော့နာအာယိုဆိုပြီးတော့တုံပြရမှာဖြစ်တယ်ပေါ့နော်ဒါပေမဲ့လို့ဟိုခါတာဆိုလို့ရှိရင်ခါယိုတုံတယ်လို့ပဲကျွန်တော်တို့ကဒီညမှာနာယိုဆိုပြီးတုံလို့ရှိရင်မားတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင် အောက်မှာရှိတဲ့စာတက်လေးက ိုရောင်ဖြုတ်ပြီးတော့ရှိနေသေးတယ်ဆိုတဲ့အတိတ်ပဲကြောင့်ဖြစ်တယ်ပေါ့နော်ဒါမှမဟုတ်အတန်အတွက်ကတော့နာအာရုပ်လိုပဲအတန်ထွက်ရမှာဖြစ်တယ်ဒါမှမဟုတ်လို့ရှင်ဥလာကော်ယူဆိုတဲ့ဒါနဲ့သုံးမယ်ဆိုလို့ရှင်လည်းအဲ့တိုင်းပဲနတ်တောင်ဥလာကော်ယူနဲ့ပေါင်းမယ်ဆိုလို့ရှင်နာဥလ်ကော်ယူဆိုပြီးတော့တော့မှာဖြစ်တယ်ပေါ့နော်ဒီနေရာမှာအတက်မပါဘူးဆိုပြီးတော့လကော်ယူနဲ့သုံးလို့ရှင်မာတယ်ပေါ့နော်ဘာလို့လဲဆိုတော့အောက်မှာစာတလီယာရှိနေသေးတဲ့အတွက်ဆိုတဲ့အတိတ်ပဲကို မှတ်ထားစေချင်တယ်ပေါ့နော်ဆိုရကကြတော့နာအုလ်ကိုယိုကောင်းပါပါတက်တာမှာပါဆိုပြီးတော့တော်မှာပဲဖြစ်ပါတယ်โอเคဒါဆိုလို့ချင်းနောက်မှာကျွန်တော်တို့တက်ပြီးကြည့်ကြအောင်ဒီက movement စတဲ့လေဟာတရားနဲ့စားတဲ့ဒတိုင်းနဲ့တွေ့လို့ရှင်ကြောက်ခဲ့သွားတာဖြစ်တယ်ပေါ့နော်ဆိုတော့တရားနဲ့စားတဲ့ဒတိုင်းထဲမှာဆိုလို့ရှင်ဥမာကြောက်အာယုအော်ယုဆိုလို့ရှင် နာအာယုဆိုပြီးပြောင်းသွားမှာဖြစ်တယ် အက်ဆော်ယောအော့ဆော်ယောအတိတ်ကာလကိုဖော်ပြတဲ့ data နဲ့သုံးမယ်ဆိုလို့ရှိရင်လည်းအဲ့တိုင်ပဲနာအာဆော်ယောနာဆော်ယောလို့သုံးလို့မရဘူးပေါ့နော်နာအက်ဆော်ယောတတခဲ့တယ်ကောင်းခဲ့တယ်ပေါ့အာဆော်အော့ဆော်နာအာဆော်တတလို့ကောင်းလို့ဥနီကာနီကာဆိုရင်လည်းအဲ့တိုင်ပဲနာဥနီကာကောင်းလို့တတလို့ဥမြွန်မြွန်နာဥမြွန်ကောင်းရင်တတရင်ဥလာကောကတ္တာ နာအုလကောကတာကောင်းမယ်နဲ့တူတယ်တတမယ်နဲ့တူတယ်ပေါ့ဥလာကိုယူနာအုလကိုယူကောင်းမှာပါတတမှာပါဆိုပြီးတော့တောင်းမှာဖြစ်တယ်ပေါ့နော်ဒီနေရာက အရေးကြီးတဲ့အချက်ဖြစ်တယ်ပေါ့နော်။ဒါပေမဲ့လို့သူ့ကိုကျွန်တော်တို့ကပြီးနဲ့စားတဲ့တဒိုင်နဲ့တွေ့တဲ့အခါမှာဆိုလို့ရှိရင်တော့ဘာမှပြောင်းလဲတာမလို့မုံရင်တိုင်းပဲတော့မှာဖြစ်တယ်ပေါ့နော်။ဥမာကြည့်အောင်ဆူမီတာဘမ်နီတာဆိုလို့ရှိရင်အိုက်တိုင်းပဲအသက်ပါလို့ရှိရင်ဆူမီတာနဲ့တုံးမယ်အသက်မပါလို့ရှိရင်ဘမ်နီတာနဲ့တုံးမယ်။နောက်တာမှာကြတော့အသက်ပါတဲ့အတွက်ဘမ်နီတာနဲ့ပေါင်းရတော့အာဆူမီတာနဲ့ပေါင်းတော့နောက်ဆူမီတာကောင်းပါသည်။ဂျီအန်တာနောက်ဂျီအန်တာမကောင်းသည်မတတ်သည်။ဂီတဲမွန်းနဲ့နာကီ တင်မွန်တဲ့ခေါင်းတဲ့အတွက်ကြောင့်โอเคဒါဆိုလို့ရှင်တရနဲ့စားတဲ့တတိုင်းနဲ့တွေ့လို့ရှင်ဘယ်လိုပြောင်းသွားမလဲဘီးနဲ့စားတဲ့တတိုင်းနဲ့တွေ့လို့ရှင်ဘယ်လိုပြောင်းလဲတော့မလဲဆိုတာကိုနားလည်နေမယ်လို့မျှော်လင့်ပါတယ်နောက်မှာကျွန်တော်တို့တွေဒီ movement စတဲ့နဲ့ရှိတဲ့ meaning လေးတွေအချို့ကိုကျွန်တော်ရှင်းပြပေးတာရှိတယ်ပေါ့နော်ဥမာကြောင်နတ်တာကောင်းဒီတတ်တာဒီသူ့ကိုကျွန်တော်တို့ကစွန်ဒီတာဘာလို့ရတော့မလဲဆိုလို့ရှင်မမပြောင်းလဲစားမလို့ပဲနဲ့နတ်စွန်ဒီတာအာယုအော်ယုရုပ်ပုံနဲ့တောင်းမယ်ဆိုလို့ရှင်နာအာယု အက်ဆော်ယောအက်ဆော်ယောဆိုရင်နာအက်ဆော်ယောနာဦးနီကာโอเคနောက်တစ်ခုကကြတော့ဂျစ်တာဂျစ်တာကြတော့အာစောက်လို့ရေးဆိုလို့ရှင်အိနီဘိုင်ဆိုလို့ရှင် site ဒီဆိုစောက်ဒီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ဒါမှမဟုတ် site ပြိုးရေးဆိုလို့ရှင် site ပြိုးဒီနာမည်ဆိုလို့ရှင်ပေးဒီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်။ဂျီတာရဲ့အဓိပ္ပာယ်။သူလည်းအလိုပဲဂျီစမီတာဂျီအိုယောဂျီအိုဆိုယောဂျီနီကာနောက်တစ်ခုဘုဒ္ဓရောင်ကိုင်းဒီရောင်ဒီလောင်းထေဒီဘုစမီတာ ဘူရောဘူရောဆောရောဘူနီကာမွေဒီဂျော့တာမွေဒီဂျော့စမ်နီဒာဂျောရောဂျောဆောရောဂျောနီကာအစ်တာစက်တွေဒီစက်တခုနဲ့တခုကိုစက်တွေတာပေါ့နော်ရှေ့ရတခုပြီးနောက်တခုကိုဆက်လက်လှုပ်ဆောင်တာမျိုးကိုအဲ့လိုဆိုလို့ကျန်တာဖြစ်တယ်ပေါ့နော်အစ်တာစက်တွေဒီဆက်လက်တီပေါ့နော်အစ်စုန်နီဒာအီအောရောအီအောဆောရောအီယူနီကာโอเคဒါကကြတော့ကျွန်တော်အကြံပြန်အပြည့်အမ်တွေ့ရတဲ့ ဗါတယ်လေ movement စတဲ့နဲ့ရေးထားတဲ့ကိရိယာတွေနာမဝေနာတွေပဲဖြစ်ပါတယ် okay ဒါဆိုလို့ရှိရင် movement စတဲ့လေးကိုကောင်းကောင်းတုံးတက်လိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်မှာကျွန်တော်တို့စကားပြောလေးချုပ်ကြည့်ကြအောင်ဂမ်ဂီကဒါနာအဆောယောအေးမိချင်းကအားလုံးတတသွားခဲ့ပါပြီပျောက်ကင်းသွားခဲ့ပါပြီရဲ့ဤကိုယန်ကြီးရဲ့ဤသူမူဂျီယောဂျူစီကိုဒီကြောင်ကိုနာမည် ပေးပြီးပါနာမည်ပေးတယ်ပေါ့နော်အီရမူဂျီတာဂျီတာဆိုလို့ရှင်နာမည်ပေးပြီးအီရမူဂျီယောဂျူစီကိုနာမည်ကိုပေးပြီးပါ copy ရဲ့ uyuru no hosu myo no hosu ni ga jal choso duseyo copy ထဲမှာနွားနိုးထည့်ခဲတာမို့လို့ကောင်းကောင်းမှွေပြီးတော့သုံးဆောင်ပါတဲ့ urosoyo ngoriya la nuni mani buone yu ညလုံးကတော်တော်လေးနီးရဲနေသည့်ရောင်ကိုင်းနေတာပဲပေါ့ အာနေယောလာမြုံနုမော့ကိုကြသောဘူဝစောယောဟင်ခေါက်ဆဲစားပြီးအိတ်လုံးမို့လို့ရောင်းကိုင်းခဲ့ပါတယ်တဲ့โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ကမူမန်စတက်လေးကိုတုံးတက်လိမ့်မယ်လို့မျောလိုက်ပါနေပေါ့နော်အခြားသောပုံမှန်စတက်လေးဆိုလို့ရှိရင်တော့ဘာမှပြောင်းလဲစားမလို့ဘူးပေါ့နော်ဥမာဥတီဥတာရေတီရှိတာစေကြောတီဆိုကြပါတော့ဟိုင်းရှင်နိုဟန်ဆန်ဥဆိုယိုဟိုင်းကအမြဲတမ်းရေပါတယ်ဂွိုင်းတူရှိစောစောသူစီယူ အာတတိတွေကိုဆေးပြီးတော့တုံးဆောင်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ movement စတက်လေးအကြောင်းကိုနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်။အဆုံးသတ်ကြည့်ရှုပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။